မြမငိမ့်ချမ်းရေးနဲ့ပြိပခဖြည့်ရှင်ရေးမှာတရုတ်နိုင်ငံရဲ့ပါဝင်မှုဟာပုံစံတစ်သဘောလို့ဆိုရမှာပါဒီစစ်ကောင်စီနဲ့ကိုကန့်အပြစ်ရဲ့ရေးကိုတရုတ်ကိုအထူးကိုယ်စားလှယ်ကိုတိုင်းစောင့်ကြည့်တာငလင်ကြီးအတွက်ကုနေကဲနေချိန်မှာပဲလာရှိုးမျိုးကိုစစ်ကောင်စီစီပြန်လဲလွှဲပြောင်းပြီးလုခဲ့ပုံတွေကစိတ်ဝင်စားစရာပါအခုတရုတ်အစိုးရရဲ့ဂိုင်တွယ်ပုံတွေက ကုန်းမောင်ခေမြန်မာပြည်ကိုအင်္ဂလိပ်တွေသိမ်းပြီးဝင်းရှင်တော်မင်းကြီးခန့်ထားအုပ်ချုပ်စေခဲ့တဲ့ဖြစ်ရပ်ကိုတော့ပြန်ပြီးတတိယစေပါတယ်။ဘလို့ပဲဖြစ်ဖြစ်ဒီရှမ်းမြောက်အရေးကိုတရုတ်အစိုးရကင်တွယ်ရာမှာတုံးတဲ့နီးနာတွေကိုကြည့်ရင်စစ်ကောင်စီနဲ့တိုင်းရင်းသားလက်နက်ကင်တွေကြားမှာအုပ်ချုပ်ရေးအာဏာကိုခွဲချမ်းပေးတဲ့လမ်းကြောင်းတစ်စီကိုဥတီနေပြီလို့ဆိုရမှာပါ။ရှမ်းမြောက်ဟာဒီတရုတ်အတွက် လုံခြုံရေးစီးပွားရေးမဟာဗျူဟာစီမံကိန်းတွေအကောင်အထည်ဖော်ရေးအတွက်အင်မတန်အရေးကြီးတဲ့နေရာဖြစ်တာကြောင့်ဒီလိုကြိုးပမ်းမှုတွေကိုတွေ့ရတာပါ